မိန်ပေရေပေပြေဖြတ်ပေကစီရတရေကေနိုင်သေး၏ဩဘေနာဘေတိခြင်းပေဟုဤဘေသုံးပါလွန်ကြည်မာကသာနှင့်အမိဖြစ်တွန်ပြီလေမျက်စီအောင်တွင်ရင်ခွင်တင်လျက်တည်ရပိုင်ပိုင်မကေနိုင်ဘူး လက်မှန်ရှာကနေရစွာရှင်မကတေဝဆရာတော်ဘုရားကြီးရေးထားတဲ့အမတ္တပုတ္တိကသုတ်တံမှာလာတဲ့အကြောင်းအရာတွေပေါ့အဲဥစဉ်တော့နေအမြဲတမ်းတွေ့နေရတဲ့ကြုံနေရတဲ့လူလောကမှာကြောက်စရာတွေဘေးတွေရှိတယ်မိန်ဘေးတော့ရေဘေးတော့ခုတ်သူဘေးတော့ပြေဖြတ်ဘေးတော့ စာရှိသည့်အာဖြင့်မရေတွက်နိုင်တဲ့ဘေးတွေရှိတယ်။အဲ့ဒီဘေးတွေကိုတချို့သောပညာဉာဏ်နေပါတဲ့ပုထုဇဉ်တွေကအမတာပုတ္တိကဘေးအမေနဲ့သာကေတင်လို့မရတဲ့ဘေးလို့ပြောကြတယ်။ဒါပေမဲ့အဲ့ဒါဒီဟုတ်ပင်ဟုတ်냐ဆိုလည်းပဲရာဂိန်လုံးပြည့်တော့မဟုတ်ဘူးတဲ့။မင်းပဲဂျုံလာလို့ရှိရင်ရာဂိန်လုံးပြည့်မကင်နိုင်တော့ညာလည်းပဲအရှုပ်အဝဲတော့ကင်နိုင်တယ်။ရေပင်ဂျုံလာတဲ့အခါမှာရာဂိန်လုံးပြည့်တယောက်ပေါ်တယောက် သာကအမေကိုအမေကသာကိုအာလုံသူကအာလုံသူကိုမကေတဲနိုင်တော်ညာလေးပဲတသောသားအမေတွေကကေတင်ခွင့်နေရကြတယ်အသက်ရှင်ကြရပြေဖြက်ဘေးလို့ခေါ်တဲ့အခုလိုစစ်ဘေးဒီကျုံလာတဲ့အခါမှာလည်းဒီအတိုင်းပဲပေါ့အာလုံသူကတော့မကေနိုင်ဘူးဒါပေမဲ့ကေနိုင်တဲ့အရှုအဝဲရှိသေးတယ်ဒါကြောင့်အဲ့ဒါကိုမြတ်ဗုဒ္ဓကအမတာပௌတိကဘေးမြန်မာလိုပြင်အမင်းနဲ့သာတမင်းနဲ့ အမေအဖေတို့မကေတိုင်တရားကိုတရားမစမ်းရှောင်းနိုင်တဲ့ဘေးရေလို့မြတ်ဗုဒ္ဓကမပြောဘူး။ဘာကိုကြားလို့ရှိရင် အမတ္တပௌတိကဘေးလို့ခေါ်လေဆိုတော့ဇရာဟိုခြင်းတရား။အဲအမေမှာဟိုခြင်းသဘောတွေနှိမ့်ဆက်လာပြီဆိုလို့ရှိရင်သမီးဖြစ်တဲ့ပုဂ္ဂိုလ်ကသာဖြစ်တဲ့ပုဂ္ဂိုလ်ကဇရာမိအဟံအဟံငါတိတာလျင်ဇရာမိဟိုခြင်းပါတယ်။ မမငါရဲ့မေတ္တာမာတာအမိတိမာဇီရာတုမဩပါစေလင်ငါပါငါသာဟောပြစေအမေကိုတော့မဩစေခြင်းဘူးလို့ပௌတောသတမင်္ဂလေးပဲမာတရံအမေကိုနလပတိကိုလိုခြင်းတော်တောင်းတလို့မရငါပဲဟောပြစေသူမဟောပါစေနဲ့လို့သတမင်္ဂွေကအမေကိုတောင်းတလို့ဆုတောင်းလို့ရလားမရဘူးအေကိုလေးမရဘူး အဲဒီတိုင်းပဲဗျာတိနာလာပြီးတန်ဓမ္မကြီးမိခင်ကြီးဟောဘောသောမပြောင်းခင်တုန်းကနောက်ဆုံးရက်တွေမှာဝေဒနာတွေပြင်းထန်စွာခံစားခဲ့ရမှာပဲအဲဥဇင်တော်လေးပဲအမေဖေမရှိအမေဖေဒီရဲ့နောက်ဆုံးထွက်သက်ကိုဥဇင်တော်လေးပဲမြင်ခဲ့ရတယ်ဓမ္မကြီးကိုကျွန်တော်ဓမ္မကြီးကိုကိုရှင်းစားနောက်ဥဇင်တော်လေးပဲအမေအဲ့လိုလှိုက်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 ရှင်နေတဲ့ အနေထားကိုရပ်ပေါင်းများစွာဒေနာကစောင့်ကြည့်ပြီးတော့နေခဲ့ရတယ်။အဖေကတော့လည်းဒီတိုင်းပဲစစ်တွေဆေးရုံမှာလည်းငယ်လေးဘေကတော့ခဏနှစ်ပေါ့အမေကတော့၁၀နှစ်ပြည့်ပြီလာမယ့်ဒီဇင်ဘာ၁၄ဆိုတော့ပြီးတော့စိတ်ထဲမှာအော်ခံစားရတာမတတ်တာပါလားတို့ကကြံ့မာတယ်အင်အားလေးရှိတယ်ငွေလေးငွေလေးဒီဝေဒနာကိုတို့ယူလိုက်လို့ရရင် ကောင်းမှာပဲသာသမီတွေအလေးကြယူလိုက်နိုင်ရင်ကောင်းမှာပဲဒီလိုတွေးမိတယ် ါဠိတော်ပြောရင်တော့အဟံဗျာတိမိငါသာနာပြရစေငါရဲ့အမင်ငါရဲ့အဖြစ်မနာပါစေနဲ့လို့ဦးဇင်းတော်ဘလိုပဲဆုတောင်းဆုတောင်းဘလိုပဲလိုခြင်းလိုခြင်းဆုတောင်းလို့ရပါသလားမရပါဘူးတဲ့တေးတဲ့ခါလေဒီတိုင်းပဲတချို့အမေပဲလေသတ္တမိတွေငငယ်ရေနဲ့အာကသတ္တမိတွေကဆုံးရှာအာပါလေကငငယ်နဲ့ ဘဝတစ်ပေါက်ကိုပြောင်းသွားပြီးတဏှာမှာငါသာဖြစ်လိုက်ခြင်းရဲ့အဲ့လိုပြောကြတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအစာထိုးသေလို့ရလားမရပါဘူးကိုကအစာထိုးသေပြီလို့သူကမသေတော့တာမျိုးမရှိပါဘူးသူလည်းသေမှာဒါကြောင့်အဲ့လိုဘေးမျိုးကိုကြတော့မမြတ်ဗုဒ္ဓကသာအမိန်စေရောက်ရှိရင်စေရောက်စလုံးမကေတင်နိုင်ဘူးအရောက်တရားရှိရင်အရောက်တရားလို့မကေနိုင်တဲ့အတွက်ကြောင့်ရာကင်နှုန်းပြီး တယောက်ကိုတဦးကိုတဦးမกินနိုင်တဲ့ဘေးဖြစ်တဲ့အတွက်ကြောင့်အမတပௌတိကဘေးအစေလို့ခေါ်တယ်ဘာမှမတတ်နိုင်ဘူးလက်မှန်ရှာပြီးတော့နေကြရတယ်ရေဘေးမင်းတဲ့ပြေဖြတ်ဘေးကစေရေတရေกินနိုင်သေး၏စေခါမှတခါတော့กินနိုင်သေးတယ်အနည်းဆုံးဩဘေနာဘေသေးခြင်းဘေဟုဤဘေသုံးပါလွန်ကြီးမကဒီဘေသုံးပါအမတမ်းမှကြီးမွားလာပြီဆိုရင် တည်တည်လေးဆိုရင်တော့ရမှာပို့လေစေပါမေရင်နေမကောင်းစေပါဖြစ်နိုင်တာပို့ဒါပေမဲ့ကြီးဝါလာပြီဆိုရင်မရဏတဏဝေဒနာလို့ပို့လေဒီကနေ့မှဖြစ်ပေါ်လာတဲ့ဝေဒနာမျိုးကိုခံစားလာရပြီဆိုလို့ရှိရင်တဲ့ဩဝိနာဝိသေးခြင်းဘေဟုဤဘေသုံးပါးလွန်ကြီးမာကသာနဲ့အမိဖြစ်တုံပြီလေမျက်စိအောက်တွင်ရင်ခွင့်တင်လျက်မျက်စိအောက်မှာပဲ တွင်ခင်ထွက်မှာပဲတဲ့တည်ရင်ပိုင်ပိုင်မကင်နိုင်ဘူးလက်မှန်ရှာကနေရစွာရှင်လက်မှန်ရှာပြီးတော့နေရတယ်ဘာမှမတတ်နိုင်ဘူးဘာမှမကူနိုင်ဘူးဘာမှမကင်နိုင်ဘူးတဲ့အဲ့ဒါလေဥစ္စံတို့တတိတံဝေကယူကြရမှာဖြစ်တယ်ပြီးတော့မြတ်ဗုဒ္ဓကအဲ့လိုလောကမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုဟောပြီးတော့ဣရိယေနောက်မှာအဲ့လိုဘေးကလွတ်ကျင်တပါဆိုတဲ့နိလန်း ဟိုပေးပါလေပေးလေနိလန်းကတခြားမဟုတ်ပါဘူးအရိယောအထံကြီးကိုမတ်ကိုတဲ့အရိယာသူတော်စင်တို့ရဲ့အထံကြီးကိုမတ်ကိုမတ်ခင်တရားကိုရှင်းပါပါပဲသမ္မာဒိဋ္ဌိမှန်ကန်စွာ မြင်ပါသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးပါသမ္မာဝါစာမှန်ကန်စွာပြုပါသမ္မာကမ္မတမှန်ကန်စွာလုပ်ပါသမ္မာအာဇီဝမှန်ကန်စွာအတ္တမေမွေးပါသမ္မာဝါယမမှန်ကန်စွာကြိုးစားပါ သမ္မာတတိမံကံသောတတိလေးထားပါသမ္မာတပါတိမံကံစွာနဲ့တခုတည်းသောအာယုံမှာစိတ်ကိုထားပါသမ္မာတိညင်အောင်ထားပါဥဇပဓမ္မကသမ္မာဒိဋ္ဌိလို့ခေါ်တဲ့အမြူတဲ့မှန်ဖို့အမြင်တွေမှန်ဖို့ကြိုးစားရမယ်တဲ့အေးအမေရဲ့ခန္ဓာကအာနိစာမို့လို့အာနိစာရဲ့သဘောအတိုင်းသွားပြီဒါဟာအနတ္တဒုတိယလေးမပိုင်သူလေးမပိုင်သူလေး ဒီပုဂ္ဂိုလ်တွေနဲ့နေခြင်းမှာပဲဒိုးလေးပဲနေစေရှင်တာပဲဒါပေမဲ့တောင်းလို့မှမရတာအနတ္တအစိုးမရလို့မပိုင်လို့ဘို့အဲဥစဉ်တို့တွေကအဲ့လိုမဟုတ်ဘူးနဲ့နင်းနေလေးဆိုလို့ရှိရင်ဒါကိုအမေဆိုရင်ဒါဟာငါအမေဟဲ့အဲအဲ့ဒါဒီတနာတဲ့ငါအမေလို့ပြောတာဒီလိုအမေမျိုးငါမှာပဲရှိတယ်လို့ထင်လိုက်တာဒီမာနာတဲ့ဒီအမေကိုငါပိုင်တယ်ငါအစိုးရတယ်ဒီလိုမျိုး ထင်လိုက်တာကြာလို့ရှင်ဒိဋ္ဌိတဲ့ပေါင်းလိုက်လို့တဏှာမာနဒိဋ္ဌိပေါ့သာသမီတွေပုံမှန်လေးဒိဋ္ဌိတိုက်ပေဒါဟာငါသာဟိတ်ဆိုရင်အဲ့ဒါဒီတဏှာဒီလိုသားမျိုးတို့မှာပဲရှိတာဟိလို့မြင်လိုက်ရင်အဲ့ဒါကမာနငါဒီတကောငါပိုင်တယ်ဒီသမီးကောငါပိုင်တယ်ငါအောက်ကိုတယ်အောက်ကိုလူစိတ်ဝင်လိုက်ရင်အဲ့ဒါဒီဒိဋ္ဌိအဲ့လိုတဏှာမာနဒိဋ္ဌိကိုပေးပါပြီးတော့ဥစဉ်တို့တွေဟာအမှန်မြင်တဲ့သမာဓိဋ္ဌိ မျက်လုံးတွေရောက်အောင်ကြိုးစားကြပါမယ်ကြိုးစားကြပါဟု တိတ်တွန်းရင်ဘုဒ္ဓသာသနာနဲ့တွေ့တွေ့ခဲ့ဘုရားရည်တရားတို့မြတ်ကိုနာယူခွင့်ရတုံးလေးမှာအသိပညာလေးတွေကိုရတုံးခဏဦးစင်းတို့တွေအလုံးဝိပဿနာကိုရှေ့ခံ၍ဒါနကုသောကံတွေပြုကြပါမယ်သီလကုသောကံတွေစောက်တည်ကြပါမယ်ဓမ္မတစ်စင်းမိမိရဲ့ခန္ဓာငါးပါးယုံနာနာပပေါ်မှာတို့ရဲ့ခန္ဓာငါးပါးဒီအာနိစ္စမတည်မြဲပေါက်ပြန်ပြောင်းလဲနေပါဟုတ်တကားပါဠိတော်ပြောရင် မာတာတို့ညွန့်ညွန့်မူဝီယာအမေဖြစ်တဲ့မိခင်ကြီးကဲတော့မိခင်ကြီးရဲ့ပိဿတ်ခန္ဓာခန္ဓာ၅ပါးကဲတော့အမဂန်ခန္ဓာတို့ရဲ့ခန္ဓာဟာလည်းပြအာနိစမတင်မြင့်ပေါက်ပြန်ပြောင်းလဲနေပါဖို့တကဒုက္ခပြောင်းလဲခြင်းသဘောသည်နှိမ့်ဆက်နေတဲ့အတွက်ကြောင့်ဒုက္ခပါတကအာနတ္တတို့တွေကနေစေရှင်တို့လွတ်မနေတို့တွေကပြိုစေရှင်တို့လည်းမပြို့ တို့တွေကမာဇီရှင်တို့လေမမဒုက္ခန္တာကိုသူအစိုးမရဒုက္ခန္တာကိုလေတို့မပိုင်ထို့ကြောင့်အနတ္တဘာတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းတည်ခြင်းကင်းရမျက်နှိုက်ပန်တို့ရောက်နိုင်သောသူတော်ကောင်းတို့ကိုစီကိုစီဖြစ်ကြပါစေတည်းတည်းရှာကြတာ